လိန်ဆက်ဆံပြီးစောက်ကလေးမရသေးနဲ့ကိုလုံးသုံးဒီလေစောက်ကလေးမြုံနေတီဗီဗီလား channel မှကြိုဆိုပါရဲရှင့်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါရဲရှင့် Let's go right Oh what the hell? Good. Hey. 在站，罗延中，在站站，罗延中，在站站。 ားမင်္ဂလာပါရန်ကုန်သူခနာပွဲမှာပြုလုပ်ခဲ့တဲ့အဆိုတော်ရဲ့ပွဲမှာ rapper အဖွဲ့ဖြစ်တဲ့ overflow ဆိုတဲ့ group အတင်မှာဝင်းနဲ့ bain ဆိုတာဟာစင်ပေါ်မှာရိုင်းစမ်းစွာစကားတွေပြောဆိုခဲ့လို့ကျွန်တော်ကိုယ်တိုင်လည်းရှုံချခဲ့ပါတယ်သူတို့ပြောတဲ့စကားနှလုံးတွေကလာကြည့်တဲ့ပရိသတ်တွေကို respect လည်းမရှိဘူးလေးစားမှုလည်းမရှိတဲ့အပြင်လာကြည့်တဲ့ပရိသတ်တွေကိုအသိပညာ knowledge share ရင်မကောင်းတာတွေထည့်သွင်းနေဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ရှုံချခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ရှုံချတဲ့နောက်မှာ Facebook မှာကျွန်တော်တွေ့ရတာကယုံလေးတင်ထားတဲ့ post တစ်ခုကတော့ဝင်း ဖက်ကနေအာသူ့အကိုလာပြောပြတာကသူဟာငလင်မှာ မိသားစုကိုရောက်ကိုဆုံးရှုံးရပြီးတော့အကိုတယောက်ကလည်းဆွေချိုချာတက်တည်တက်တည်သွားရဲ့ပေါ့အဲ့ကြောင့်မို့သူကစိတ်ခညာမနေဖြစ်ပြီးစိတ်ကြောက်ယောဂါဖြစ်နေရဲ့ဆိုပြီးတော့ဟို post တင်လာပါတယ်ဒါကတော့ဟုတ်လားမဟုတ်လားတော့ကျွန်တော်တို့လည်းမကြည့်ပါဘူးဒါတို့ရဲ့ဖြစ်ချင်းချက်လည်းဖြစ်ချင်းဖြစ်ပါလိမ့်မယ်အာနောက်ပိုင်းမှကျတော့ overflow အတင်းမှလည်းတို့ဒီ group အတင်းကနေဖြစ်တဲ့ဝင်းနဲ့ဘိန်းကဒီလိုမျိုးရိုင်းစစွာပြုတ်ပို့ခဲ့တဲ့အတွက်တို့ကအနှုံးညွတ်တောင်းပန်ပါတယ်ဆိုပြီးတော့ post တင်ခဲ့ပါတယ်နောက်ပိုင်းကျမှဒီလိုမျိုး ရာဆိုင်ဆိုတာပြောဆိုတဲ့ဝင်းနဲ့ဘင်းကိုတို့တို့ကဒုကနေထုတ်လိုက်ပါပြီအခုလက်ရှိမှာတော့ဒီရိုင်းစန်းစွာ ပြောဆိုခဲ့တဲ့နေရာကတော့အော်တရားဥပဒေအရအခုဖန်ဆီးခံရရပါပြီ။အော်ဇာတိရတဲ့တင်းသားတော့အာဥပဒေပုံမှန်၃ခုနဲ့ရင်ဆိုင်နေရပါတယ်။သူတို့ကစင်ပေါ်မှာရိုင်းစန်းစွာပြောခဲ့တဲ့စကားလုံးအသုံးလုံးတွေကြောင့်တချို့တွေကဆိုရှယ်မီဒီယာမှာတင်နေပါသည်။ဘာလို့တင်ထားလဲဆိုတော့အရင်ပြောတဲ့စကားအတိုင်းကတော့ဘယ်လိုမှမလဲ ဟိုဘယ်နဲ့ထောက်မှာပဲကွန်တိုသောဆိုတော့အဲ့လိုမျိုးတွေပြောကြပါတယ်ပြောချင်တာကလူတစ်ယောက်ကဘယ်နေရာပဲရရောက်ကွာဆိုတော့ပဲဖြစ်ဖြစ်မင်းသားမင်းသမီးဖြစ်ဒါမြန်မာနိုင်ငံဖြစ်တယ်ကွာမြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့မကိုက်ညီတဲ့စကားဆိုကျွန်တော်တို့လည်းရှုံချမှာပဲမြမယဉ်ကျေးမှုလည်းထိခိုက်စေရကွာအခုလက်ရှိကတော့ဝင်းနဲ့ဘင်းနှစ်ယောက်ကတော့ဥပဒေအရဖန်ဆီးခံပြီးတော့တရားဥပဒေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်ခင်ဗျာလူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ရှင် ကျမတို့တင်သည်မလို့တန်းကြည့်ရအောင် subscribe မလို့ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်